လိုင်ဇာ TV ရဲ့မြန်မာဘာသာဖြင့်တည်င်းတင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကလထော်စင်ဆာပါ။အမတ်စင်နဲ့မြေတိုင်းဒီတိုင်းစင်ပွဲပြုတ်လို့ KIO မှစင်ဘရာဘုံမှာရဲရွာဥချိုရင်မူတင်တိုင်းစင်ပွဲပြုတ်လို့တဲ့တည်င်း။ဒွန်ဘောင်နဲ့ခုံဆိုင်ရန်ကြားတိုက်ပွဲဆက်ဖြစ်နေတဲ့တည်င်းတွေကိုတင်ဆက်တော့ပါမယ်။ ကျိုင်းတမ်ဖာကူမှာဖွင့်ခဲ့တဲ့အမတ်စင်နစ်မြေတိုင်းဒီသားစင်ပွဲကိုအေဗီလာနေရက်မနက်ရှိနိုင်မှာပြုလုပ်ခဲ့ပါတယ်။ဒေရကန်တွေရဲ့နေမြေပြဏာတွေကိုတရားမျှတစွာ ဖြည့်ဆင်းဆောင်ရွက်ပေးနိုင်ဖို့အတွက်မြေဥတည်သူနဲ့မြေတိုင်းမြရက်တွေကိုတင် जा ပေးခဲ့ကြောင်းသိရပါတယ်။အမတ်စင်နစ်တင်တန်းကို45ရက်ဖွင့်ခဲ့ကတင်တန်းသား35ဦးတက်ရောက်တင်ယူခဲ့ပါတယ်။ဆက်ပြီးတင်တန်းတွေဖွင့်သွားဖို့ရှိတဲ့လုပ်လေတာဝန်ရှိသူတွေကဆိုပါတယ်။ ချင်းအိုမြောက်ပိုင်းတန်းအတွင်းကဆွန်ဘရာဘူးမြို့နယ်မှာရရဦးချုပ်ရင်မူတင်တန်းစင်ပွဲကိုအပီလာနေရဒီကနေ့မှာပြုလုပ်ခဲ့ပါတယ်။ဆွန်ဘရာဘူးမြို့နယ်အုပ်ချုပ်ရေးကော်မတီကဦးစီးပြုလုပ်ကတင်တန်းမှာအုပ်ချုပ်ရေးဆိုင်ရာဘာရရဲ့ရုံးပိုင်းဆိုင်ရာနဲ့အခြားတည်တည်တည်ထက်တဲ့ဘာရရဲ့တွေကိုပါတင်ကြားပို့ချပေးခဲ့သေးလို့လည်းသိရပါတယ်။အဆိုပါတင်တန်းကိုမလ20နှစ်ကနေအပီလာတရက်နှစ်အထိပြုလုပ်ခဲ့ပြီးနုမရွန်ကောင်ပင်လုံဘုံခရောဘုံ ငိုဘုံခရယံစမ်ရာဘုံစရမြူနေဒီနဲ့တယံကလန်တချောက်ကဂျေယောယမီယဖအာလုံပေါင်း94ဦးတက်ရောက်တင်ယူခဲ့တယ်လို့တင်ပေးဖို့အချက်အရာတည်ရပါတယ်။ဟူကောင်းဒီတာလောဝဥစုဒွန်ဘောင်နဲ့ခုမဆယံယွာကြမှာအေဘီလာနေရဲ့ဒီကနေ့မနက်ပိုင်းအချိန်ကျန်ရေပူပေါင်းတက်တွေနဲ့စစ်ကောင်စီတက်တွေတိုက်ပွဲပြင်းထန်နေစေပါ။ တနိုင်းလီသူလမ်းပေါ်ကဒွန်ပေါင်ရွာနဲ့ခုံဆဲရံရွာကြားကတင်းကျိုင်းကုန်းနေရာကိုအေဗီလာတည့်ရနေ့ကနေစပြီးစစ်ကောင်စီနဲ့မင်းစင်တန်းပူပေါင်းအဖွဲ့ကစစ်ကြောင်းထိုးလာတာကြောင့် KYA ပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရမှတိုက်ပွဲဖြစ်ပွားခဲ့တာပါဒါ့အပြင် KYA တပ်မဟာနှင့်တပ်ရင်း20က KYA တပ်နဲ့ပူပေါင်းတပ်တွေဟာမတ်လ31ရက်နေ့ကလောဝချေးရွာအတွင်းဝင်ရောက်တပ်ဆွဲထားတဲ့စစ်ကောင်စီမင်းစင်တန်း SNA ဘီဒူရှစ်ပူပေါင်းတပ်တွေကိုတိုက်ခိုက်အနိုင်ရရှိခဲ့တယ်လို့ရှေ့တန်းသတင်းအကြီးမြစ်တွေကတည်ရပါတယ် 33ရက်နေ့ညမှာပဲလောဝရွာကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နေအများပြားထိခိုက်ပျက်စီးသွားတယ်လို့လည်းသိရပါဗျ။တနိုင်းလီတို့လမ်းတစ်လျှောက်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေခက်ဆစ်ဆစ်ရှိနေတာကြောင့်ဒေသခံပြည်သူတွေဟာလည်းဘဲလို့ရွာကိုထွက်ပြေးတိမ်းရှောင်နေကြပြီးတချို့ဒေသခံတွေပိတ်မိနေကြဆဲလို့လည်းစုံစမ်းသိရပါဗျ။လိုက်စာ TV ကိုကြည့်ရှုနားဆင်နေကြတော့မိဘပြည်သူများကိုစိတ်နှပြရွှေလန်းချမ်းမြေ့ကြပါစေ။